မြေဗုဒ္ဓတရားချန်နယ်မှာကြိုးဆိုလိုက်ပါတယ်တရားချခင်သူတော်စင်ပေါင်းရေးလို့အေးလို့ပန်းလို့ရှင်လန်းကြပါစေပညာဆိုတာဘာကိုပြောတာတော့လို့ဆိုလို့ရှိအခုခေတ်လူတွေကဟိုတကယ်တို့ကောလိတို့သွားပြီးတော့နိုင်ငံညာတို့သွားပြီးတော့သင်တာကိုပညာလို့ပြောနေကြတယ်တင်ပါဗျတကယ်ကတော့ပညာသင်တာမဟုတ်ဘူးဆက်ဖြစ်မေတ္တာကိုသင်မှန်လားဗျအဲ့ဒါကိုသုတလို့ပဲခေါ်တယ်တင်ပါဗျ တုတ္တဆိုတာနာနဲ့တင်ယူလို့တုတ္တလို့ခေါ်တယ်။ဒါမို့တုတ္တကိုဘာသာပြန်တဲ့အခါလမ်းနဲ့ပဲပြန်။အာတင်ယူတယ်နာနဲ့တင်ယူတယ်။ဘာရီတင်တာရောတက္ကသိုလ်မှာဘာရီတင်တာရောဆိုဆက်ပြတ်မဲ့တာလေ။ဘယ်လိုလုပ်ရမလဲဘယ်လိုမန်နေဂျမန့်ပြင်ရဘယ်လို business ဘယ်လိုလုပ်ရလဲဆိုအကြောင်းအရာတွေပဲတင်။အဲ့ဒါပညာလားလို့ဆိုမဟုတ်သေးဘူး။ ပညာဆိုတာအဲ့ဒီသင်ထားတဲ့အချက်လက်နဲ့လက်တွေ့အသုံးချပြီးတော့ experience ဖြစ်လာပြီးကိုယ်ပိုင်ကိုလှုပ်တင်တယ်မလှုပ်တင်ဘူးဆုံးဖြတ်လာပြီးဆိုမှပညာမှန်ပါပါဗျာပညာဆိုတာအတိတိမှအတိညာဆိုတာပေးလို့မရမှန်ပါပါပေးလို့ရတာ subject matter ပဲတိမှတိမှဒါမို့ပေးလိုက်တဲ့ subject matter ကိုသုတလို့ပဲခေါ်တယ်မှန်ပါပါဗျာ general knowledge ဘောဓုတ္တ အဲ့ဒီသူတ္တကမှစဉ်းစားဆင်ခြင်ပြီးလက်တွေ့သုံးချတဲ့အခါမှာပညာဖြစ်တယ်မှန်ပါပါအဲ့တော့ပညာရှိလာပြီဆိုလို့ရှိရင်တချို့ပညာရှိတဲ့ပုဂ္ဂိုလ်ကသူတ္တရှိမရှိရှိရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘာလုံးလို့စဉ်းစားပြီးလုပ်တယ်မှန်ပါပါအဲ့တော့အမားမရှိဘူးမှန်ပါပါဒီပညာတက်ပြီးမှမှယွင် လုပ်တဲ့လူတွေလည်းအများကြီးရှိမှန်ပါပါဘပြောတင်တာပြောလို့ပြဿနာတက်တယ်မလုံးတင်တာလုံးလို့ပြဿနာတက်တယ်အများကြီးရှိတယ်ပါ သူကြည့်လိုက်တော့ educated မှန်လားဗော educated ဒီမှာဖေရတကယ်ကိုသင်ထားတဲ့ပုဂ္ဂိုလ်ပဲဒီမှာဖေရအေးပညာဆိုတာတခြားဆိုတာကိုသတိထားဖို့လိုတယ်မှန်လားဗောဒါကြောင့်ပညာဆိုဒီမှာပိုင်ပိုင်ခြားခြား၊ကွဲကွဲပြားပြားသိရှိတာကိုပညာပညာပြည့်ပြောမယ်ဆို wisdom မှန်လားဗောသင်လို့တတ်တာ knowledge knowledge နဲ့ wisdom အဲ့လိုခွဲပြောမယ်ဆို ။ wisdom ဆိုတာလက်တွေ့သုံးချပြီးတော့ဆုံးဖြတ်နိုင်တာ wisdom လို့ခေါ်တယ်။ပြောမယ်ဆိုရင် experience သက်ဆိုင်တာတင်ပါပြန်။ဒါကြောင့်မို့ဒီမှာဆုံးလို့တဲ့ပညာဟာဘာလို့ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတယ်။အဲ့ဒီခွဲခြားသိမှုဆိုတာအမြဲတမ်းအရေးပါတယ်။မှန်ပါဘူး။အဲ့ဒါစဉ်းစားအဲ့ဒီအချိန်မှာတီဝီကိုရွရတာမဟုတ်ဘူးလေ။မှန်ပါဗျာ။ လုံးတင်ပါတယ်မလုံးတင်ဘူးဆိုတာကျောင်းအောင်တင်ခဲ့တာမှမဟုတ်တာဟုတ်ပါဘူးခင်ဗျကျောင်းအောင်တင်လည်းနည်းနည်းပဲတင်လို့ရမှာပေါ့တင်ပါခင်ဗျအဲ့တော့ကိုယ့်အကိုစဉ်းစားတာလုံးတင်လားမလုံးတင်ဘူးပြောတင်လားမပြောတင်ဘူးပြောတင်သလားမပြောတင်နဲ့စကားလားဟောကိုယ့်ကိုဖျက်ချသည်အဲ့ဒါကျပညာလို့ခေါ်တယ်ပါလုံးတင်တာနဲ့မလုံးတင်တာပြောတင်တာနဲ့မပြောတင်တာကွဲကွဲပြားပြားသိတာပညာမှန်လားပါခင်ဗျမသိရင်ဘာဖြစ်လဲဆိုရင် လုံးတဲ့နာကိုမလုံးတဲ့မှုလို့ထင်တယ်မလုံးတဲ့နာကြတော့လုံးတဲ့လို့ထင်တယ်ဟောလွဲသွားဒီမှာပဲအဲ့တော့လုံးတဲ့နာကိုမလုံးတဲ့မှုလို့ထင်တာနဲ့မလုံးတဲ့နာကို လုံးတဲ့လို့ထင်တာနှစ်ခုစလုံးဟာအကျိုးဆုံးတဲ့အခါမှာတူတူပဲဒီမှာပဲမလုံးတဲ့နာကိုလုံးလို့ရှိရင်မမရွေးရင်တို့ဒီအတွက်ကြောင့်ကြီးမားတဲ့ဆုံးရှုံးမှုကိုဖြစ်စေမှန်လားပါဘုရားလုံးတဲ့နာကိုမလုံးဖဲနေရင်ရတဲ့နာမရသည့်အတွက်ကြောင့်ဆုံးရှုံးမှုပဲဖြစ်တယ် မှန်လားဗျာဒါမို့စာပေကျမ်းစာမှာဆိုထားတာရှိတယ်အကတ္တဘကရဏံဝိယကတ္တဘကရဏံပြီးဒေါသယေဝါဆိုရယ်ဆိုရိုးလေးတစ်ခုရှိတယ်မှန်ပါဗျာပြောလို့ပြောစင်ပြောတာကဘာလို့ဆိုမလုတ်တင်နာကိုလှုပ်တာနဲ့လှုပ်တင်နာကို မလှုပ်ဖဲနေတာဟာ တူတူပဲအပြစ်ကြီးပဲလို့သူပြောတယ်ဒီနောက်ကတူတူပဲမှန်ပါဗျာမလို့ဒုရီယအပြစ်တင်ပြောတာပေါ့လူတယောက်ဒုက္ခရောက်ပြီဆိုရင်ပြောတယ် ဒီလူကမလုံးသင့်တာလုံးတာဒါကြောင့်မို့ဒုက္ခရောက်တယ်ပြောတာဒါတော့ပြစ်တယ်ပြောလုံးသင့်တာမလုံးခဲနဲ့ဒုက္ခရောက်တဲ့လူတွေလည်းရှိရှိလုံးသင့်တာကိုမလုံးလို့ပျက်စီးဆုံးရှုံးသွားတဲ့ပုံစံတွေရှိပြောတာဒါကြောင့်မို့အကျိုးတရားမှုခြင်းကြတော့တူတယ်လို့ဆိုလို့ပေါ့ဒီတစ်ခုစလုံးကပြစ်ပဲပြောတာဆိုတော့မိဘဆိုတာပြုစုရမယ်တောင်းဝန်တရားရှိတယ်လုံးသင့်တယ်ပြောတာမလုံးခဲနေလို့ရှိရင်ပြစ်ဖြစ်တာပဲဒါလည်းနော် ပညာငယ်စင်အသင်ရမယ်လို့သိတယ်ပညာသင်ရမှာမသင်မဲနဲ့နေလို့ရှင်လို့သိတာကိုမလုပ်ဘူးလို့ခေါ်တယ်မှန်ပါဘူးစီးပွားရှာရမယ်လို့သိတယ်ဒီမှာဗျာမလုပ်ဘဲနေလို့ရှင်စီးပွားဥစ္စာမတိုးတက်ဘူးဒါဆုတ်ရှုတ်မှုတစ်ခုပဲလေမှန်ပါပါဗျာမလုပ်တဲ့နာကိုလုံးလို့ပစ္စည်းတွေပြတ်သွားတယ်မလုပ်တဲ့နာကိုလုံးလို့အပြစ်ဖြစ်တယ်လုံးတဲ့နာမလုံးလို့ရှင်လေမရဘူးဆုတ်ရှုတ်နေ အဲ့ဒီနှစ်ခုကိုခွဲခွဲပြားပြားသိပြီးတော့မလုံးတင်တာကိုရှောင်းတယ်လုံးတင်တာကိုလုံးတယ်ဆိုတာပညာရဲ့စွမ်းရည်လို့ခေါ်တယ်